မင်္ဂလာပါဒေါက်တာကောင်းမြတ်ပါအဲကျွန်တော်ဒီနေ့ပြောပြပေးချင်တာကတော့ဒီ salicylic acid အကြောင်းပေါ့ salicylic acid ဆိုတာကိုဒီအဆီပြန်သမားတွေအဆီပြန်ဝက်ချံထွက်တတ်တဲ့သူတွေကတော့တော်တော်များများရင်းနှီးပြီးသားဖြစ်မှာပေါ့နော်အဲ့တော့ salicylic acid ဆိုတာကိုမသိရင်တော့မှအများစုသိကြလိမ့်မယ် BHA ကို AHA ကိုပေါ့ဒီ salicylic acid ဆိုတာက BHA ခေါင်းစဉ်အောက်မှာရှိရဲ beta hydroxy acid အမျိုးအစားတစ်မျိုးပေါ့သူကပြင်အမျိုးမျိုးနဲ့ရှိရဲကျွန်တော်တို့ဆေးကမ်းမှာဒီ chemical peeling ကုသမှုလုပ်တယ်ဆိုရင်လည်းအများသောအဖြစ်ကဒီ salicylic acid peeling လုပ်ကြတာပေါ့နော်ဒါမှလည်းကျွန်တော်ဒီမှာအဓိကပြောမှာကတော့ ကို daily ပေါ့နေ့စဉ်သုံးနေတဲ့ skin care တွေထဲမှာပါတဲ့ salicylic အကြောင်းကိုဒီမှာအကျယ်ပြောပြပေးမှာဖြစ်ပါတယ်။ပြီးတော့ဒီ salicylic acid ဘာတွေကောင်းလဲသိဖို့လိုတာပေါ့ salicylic acid ကအထူးသဖြင့်သူက wine soluble acid မျိုးစားပေါ့နော်အစီမံပြောင်းဝင်တဲ့အမျိုးစားဒါ AHA နဲ့ကွာတာဒါပေါ့ AHA ကကြတော့ water soluble ရေမှာပဲပြောင်းဝင်တယ်ဒီ BHA salicylic acid ကကြတော့အစီမံပြောင်းဝင်တော့သူကအစီပြန်တဲ့သူတွေနောက်ချွေးပေါက်လေးတွေမှာအစီတွေအညစ်အကြေးတွေ bacteria တွေဆဲသေးတွေပိတ်ပြီးတော့ က်ချံပြစ်တဲ့သူတွေအတွက်သူကအထူးတင်တော်တာပေါ့ဒီဆလစလစ်အက်ဆစ်ကဘာတွေလှုပ်ဆောင်ပြီးလဲဆိုရင်တော့အထူးသဖြင့်ဒီချွေးပေါက်လေးတွေပိတ်နေတဲ့ clock ပိုးလေးတွေဒီသူကဝင်ပြီးတော့အဆီတွေအညစ်အကြေးတွေကိုပျော်တယ်ဖျော်တယ်ဖယ်ရှားပေးတယ်ချွေးပေါက်လေးတွေပွင့်တယ်အဲ့တော့အဆီဘူးလေးတွေခေါင်းမဲဝက်ချံလေးတွေအတွက်ကောင်းတယ်နောက်သူက anti inflammatory ပေါ့ရောင်ရမ်းမှုတွေကိုလည်းလျော့ပါစေတယ်သားရည်ကြမ်းတမ်းတာတွေကိုလည်းဟိုချောမွေ့ smooth ဖြစ်စေတာပေါ့နော် အစီပြန်ဝက်ချံတွေအတွက်တောင်မကဘူးဒီဝက်ချံပေါက်ပြီးရင်ကြံတတ်တဲ့အမဲဆက်တွေအတွက်ပါသူကအချိုးရှိရတယ်။ဒါကြောင့်ကျွန်တော်တို့ဆေးကမ်းမှာဆိုရင်လည်းဝက်ချံလည်းရှိတယ်အစီလည်းပြန်တယ်ဒီဝက်ချံပေါက်ပြီးတော့ကြံခဲ့တဲ့အမဲဆက် PIH တွေလည်းရှိနေတယ်ဆိုရင်ဒီ chemical peeling ကုသမှုတွေကိုအများစုလုပ်ပေးကြတာလုပ်ကြတာဖြစ်ပါတယ်။အဲ့တော့ဒီ salicylic acid ပါတဲ့ skin care product တွေပေါ့နော်ပစ္စည်းမျိုးစားဘယ်လိုမျိုးတွေရှိလဲဆိုတော့အရင်ဆုံး cleanser တွေပေါ့ cleanser တွေထဲမှာဆိုတော့ salicylic acid ပါတဲ့ cleanser တွေအများကြီးရှိတယ်ကျွန်တော်တို့ဒီမှာအသုံးအများဆုံးကတော့ဒီ corsage ကဲ့ salicylic acid daily gentle cleanser ဆိုရင်ဒါသူ0.5% salicylic ပါတာပေါ့နော်အရန်ပြောတယ် daily သုံးလို့ရတယ်အဲဒီလိုပဲ salicylic acid 0.5ကနေ2%လောက်ဒီပါတယ်မျက်နှာသစ်ဆေးရတော့အများကြီးရှိတယ်ပေါ့နော် brand အမျိုးမျိုး꽌ပြားတယ်အဲသူတို့ကတော့မျက်နှာပေါ်မှာအကြာကြီးမနေဘူးပေါ့တခါတည်းမျက်နှာတက်ပြီးတော့ရှင်းချလိုက်တာမျိုးကိုကမျက်နှာပေါ်မှာအထူးသဖြင့် tree bug တွေအတွက်ထိရောက်ချင်တာမျိုးဆိုရင် salicylic acid ပါတဲ့အဲတူနာမျိုးစားရရှိရဲဒါမှမဟုတ်မျက်နှာပေါ်မှာကြာကြာလေးထားကျင်တာမျိုးဆိုရင်အဲစီရမ်မျိုးစားရရှိမယ် ောက်ဝက်ချန်သမားတွေမှာသုံးတဲ့ silicic acid ပါတဲ့ spot treatment gel လေးတွေလည်းရှိတယ်။သူကဝက်ချန်လေးပေါ်တူပေးရတာမျိုးလေးတွေရှိတယ်။နောက်ပြီးတော့ကိုယ်တိုင်အိမ်မှာ chemical peeling လုပ်လို့ရတဲ့ silicic acid 2%လောက်ပါတဲ့ peeling မျိုးစားလေးရှိတယ်။ဥပမာ ordinary ရဲ့ဒီ silicic acid 2% solution လိုမျိုးပေါ့နော်။နောက်ပြီးတော့ max day ရှိရဲ့တချို့ဝက်ချန်သမားတွေအတွက်ဆိုရင် body wash တွေပေါ့နော်ဆက်ပြားတွေအဲနောက်ဒီဝက်ချန်ပေါ်ဖျန်းတဲ့ salicylic acid ပါတဲ့ spray တွေစသဖြင့်ပေါ့နော် product အမျိုးမျိုး꿰ပြရရှိနိုင်ပါတယ်သူ့ရဲ့ပြင်အားအနေနဲ့ပြောရရင်တော့ ပုံမှန်ပေါ့နော်အပြင်မှာဝယ်ပြီးတော့ကိုယ်တိုင်နေ့စဉ်သုံးလို့ရတဲ့ skin care တွေမှာဆိုရင်0.5%လောက်ကနေပြီးတော့2%လောက်ကတော့အဆင်ပြေတယ်ပေါ့ဒါမှမဟုတ်2%ကျော်လာပြီးပြင်အားများလာပြီးဆိုရင်တော့ဒါနေ့စဉ်သုံးမှုမတင်တော်နိုင်တာတွေနောက်ဆရာဝန်ညွှန်ကြားချက်နဲ့မှသုံးသင့်တာမျိုးတွေလည်းရှိပါတယ်အဲ့တော့ဒီ slickly acid ပါတဲ့ပစ္စည်းတွေကိုအစီပြန်သမားတွေချွေးပေါက်ကျင်နေတဲ့သူတွေဝက်ချန်သမားတွေသုံးလို့ရတယ်ဆိုတာတော့ဟုတ်ပြီဘလိုလိုမျိုးတွေရောရှောင်တင်လဲဆိုတာလည်းရှိသေးတယ်ဒါလည်းအရေးကြီးတယ်အသားရေချောက်တဲ့သူတို့ဒီ sensitive skin ပိုင်ရှင်လို့ခြားတော့ပေါ့နော်ဥမာကိုကဝက်ချံအတွက်စေးသုံးနေတယ်ဥမာသူပြင် retinoid လိုမျိုးစေးတယ်လိမ့်နေတဲ့သူတွေဆိုရင်ဒီ salicylic acid နဲ့ retinoid တွဲသုံးမယ်ဆိုရင်မျက်နှာအတွက်အရန်ပြင်းသွားတာမျိုးတွေအသားအရန်၆စီတာမျိုးတွေရှိနိုင်တဲ့အတွက်သတိထားဖို့လိုတယ်ကိုကအစီပြန်လို့ဆိုပြီးတော့ဒီ salicylic acid ပါတာတွေဥပမျက်နှာတက်တွေရောတိုးနာတွေရော serum တွေရော ဟိုမတ်တွေလည်းအုပ်တယ်ဒီလိုမျိုးကြီးအဲတွဲသုံးတာမျိုးတွေဆက်လိုက်ကြည့်ရင်တုံးချတာမျိုးတွေတော့ကျွန်တော်အာမပေးဘူးတော့ကိုယ့်ရဲ့လိုအပ်ချက်ရှိသလောက်ပဲပေါ့နော်မျက်နှာသစ်ဆိုလည်းမျက်နှာသစ်လေးပေါ့ဒါမှမဟုတ်လေတူနာလေးတစ်မျိုးသုံးမယ်ဆိုလည်းတူနာလေးတစ်မျိုးလောက်ပဲကိုယ့်ရဲ့ skin care routine နဲ့မှထည့်သုံးတာမျိုးလေးတွေအရတော့ပို့ပြီးတော့ကိုက်ညီနိုင်တယ်။တပြိုင်နက်တည်းမှာပဲဒီ salicylic acid ကအနည်းနဲ့အများတော့အသား6စီရာကြောင်ပေါ့နော်။သူသုံးမယ်ဆိုရင်လိုအပ်တင့်တော်မဲ့ကိုယ့်အသားရည်နဲ့ကိုက်ညီမဲ့ moisturizer လေးတွေမနက်ပိုင်းမှာလည်းအဆင်ပြေမဲ့ sunscreen ကိုတင်ချစနစ်တကျသုံးပေးတာမျိုးလေးကိုလည်းလုံဆောင်ပေးဖို့လိုပါမယ်ဒီလောက်ဆိုရင်တော့ဒီ salicylic acid ပါတဲ့ဖြစ်စည်းတွေ skin care တွေသုံးတော့မယ်ဆိုရင်ဗာလေးတွေကိုတည်ထားတင်လဲရွေးချယ်တင်လဲဆိုတာလေးကိုအချမ်းမြင်လေးအတိအသွားနိုင်မယ်လို့ထင်ပါတယ်